င်ဂူရီတိုင်းတွန်ပိုမြို့နယ်တွင်နိုဝင်ဘာလ15ရက်နေ့ကရေကာတာရုတ်တရက်ပြိုကျခဲ့ရာတွင်ဒေသတွင် နေအများသို့ရေများအလုံးရင်းဖြင့်ဝင်ရောက်ခဲ့ပါသည်ဒေသခံများကို အရေးပေါ်ရွှေ့ပြောင်းရေးနဲ့ပြည်စည်းများကိုတွန်ဖိုမြို့နယ်ခွဲအုပ်ချုပ်ရေးမှူးဖွဲ့များကမူတုံးမူလေးအပါအဝင်ရပ်ကွက်များမှဒေသခံများကိုအရေးပေါ်ရွှေ့ပြောင်းရန်ပြည်စည်းများကိုမြေနေရာမြင့်များသို့ရွှေ့ပြောင်းကြရန်အတွက်ချက်ချင်းတတိပေးလာခဲ့ပါတယ်။တက်ကြီးသူများနဲ့ကလေးသူငယ်များအားအထူးကယူဆိုင်ဖို့လည်းတိုက်တွန်းထားခဲ့ပါတယ်။ည9နာရီကနေစတင်ကရေစီအားကပြင်းထန်သည့်ကြားကမှ10နာရီကျော်ကြာကြိုးစားခဲ့ပြီးနောက်ပိုင်းမှာအရေးပေါ်ဖွဲ့စည်းများကနိုဝင်ဘာလ16ရက်နေ့ဒီကနေ့နက်နက်9နာရီချိန်တွင်တဲအိတ်များနဲ့တန်တိုင်များယာယီရေကာတာများ ကိုအောင်မြင်စွာတည်ဆောက်လို့နိုင်ခဲ့ပါတယ်။တာဝန်ရှိသူများ၏မနာမနေကြိုးပမ်းမှုများကြောင့်ရေးစရာကိုတည်တာသာချော့ချနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရပါတယ်။ယခုရက်ပိုင်းတွေမှာဘန်ကောက်မြို့နယ်တော်ဝိုင်မိုးမိုးဆက်မပြတ်ရွာသွန်းနေခဲ့ပါတယ်။ဘန်ကောက်မြို့ကိုစီးဆင်းနေတဲ့ကြောက်ဖရမြင့်ဟာလည်းစိုးရင်ရင်မအထက်ကိုကျော်လွန်နေပြီးအချို့နေရာတွေမှာရေကြီးရေရှမ်းမှုတွေလည်းရင်ဆိုင်နေရပါတယ်။လမ်းကောင်းမြို့တချို့တွေမှာလည်းရေတွေဟာဒူးလောက်ထိကိုတက်နေတယ်လို့လည်းသိရပါတယ်။အမိုင်မှာ160တမိုင်ထိရှိနိုင်တယ်လို့သိရပါတယ်။ မုံတိုင်းရဲ့လေပြင်းတိုက်ခိုက်နိုင်တဲ့နေနမိတ်မှာအချင်းမာယာနဲ့ခြေပြီးကျပြန့်နိုင်ပါတယ်။ထူးခြားတဲ့အချက်ကတော့၎င်းရဲ့ဗဟိုဖြူချက်မှာအင်ဟိုအိုင်းလို့ခေါ်တဲ့နိုင်မျက်စိပေါ်လာတာမို့အလွန်သေးငယ်သလောက်အလွန်အင်အားကြီးမားတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။ အင်အားပြောင်းလဲမှုအနေနဲ့ဒီမုန်တိုင်းဟာတော့ကုမြင့်နဲ့ထိတွေ့မှုမရှိခင်အင်အားအ ਨੇ ဆုံးအဆင့်ကိုရောက်ရှိလာမယ်လို့ခန့်မှန်းထားပါတယ်။ကုမြင့်နဲ့ထိတွေ့ပြီးနောက်ပိုင်းမှာအနေငယ်အာရုံကျပြီးမဲ့တောင်တရုတ်ပင်လယ်ထဲပြန်ရောက်ရင်တော့အင်အားပြန်ဆူပြီးတကြော့ပြန်အင်အားကောင်းလာတော့မှာပဲဖြစ်ပါတယ်။အဓိကသတိပြုရမယ့်အနေရများမှာတော့ဒိုင်းရိုက်အနေရအနေနဲ့ကတော့မုန်တိုင်းဖြတ်တမ်းမဲ့လမ်းကြောင်းတစ်လျှောက်လုံးမှာရှိတဲ့ဖိလစ်ပိုင်နိုင်ငံ၊ဗီယက်နမ်နဲ့တရုတ်နိုင်ငံတို့ရဲ့ကန်ယူရန်ဒေတာတွေမှာအလွန်ပြင်းထန်တဲ့လေပြင်းအဓိကသတိပြုရမယ့်အနေရများ ဓာတ်ရိုက်အန္တရာယ်အနေနဲ့ကတော့မုံတိုင်းဖြတ်တမ်းမဲ့လမ်းကြောင်းမှာရှိတဲ့ဖိလစ်ပိုင်နိုင်ငံ၊ဗီယက်နမ်နဲ့တရုတ်နိုင်ငံတို့ရဲ့ကံရိုးတဲ့ဒေသတွေမှာအလွန်ပြင်းထန်လေပြင်း လိုင်းလုံးကြီးတွေနဲ့မုံတိုင်းတည်ရတဲ့အန္တရာယ်တွေရှိနိုင်ပါတယ်။သွေဝိုက်အန္တရာယ်ခံစားနိုင်တဲ့မြန်မာနိုင်ငံအတွက်အရေးကြီးတဲ့ချက်တစ်ခုပါ။ဒီမုံတိုင်းဟာတော့အရာမအရွယ်စားတစ်ခုဖြစ်တာကြောင့် မုတ်တုံလေးကိုအလုံးမဲအားကောင်းစေပြီးဒေသတွင်ကိုရေကိုးရင်ငွေတွေဆွဲသွင်းနေတဲ့အချက်တခုပါဒါကြောင့်မလို့မြန်မာနိုင်ငံအပါအဝင်ထိုင်းနေလာအိုနိုင်ငံတို့မှာရက်ရှည်စွာမုတ်တဲထန်စွာရသွမီရေကြီးရေရှမ်းမှုများမြေပုံမှုကဖြစ်ပေါ်နိုင်တဲ့အန္တရာယ်ဟာလည်းအလွန်မြင့်မားနေတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်ရှေးပိုင်းတာချီတဲ့မြို့တွေယနေ့စက်တင်ဘာလ22ရက်နေ့တွင်မုတ်တဲထွန်စွာရသောမှုကြောင့်မေဆိုင်ချောင်းရင်းမြစ်တက် တာချီလက်မြို့တွင်လမ်းများပေါ်နေအနိုင်ပိုင်ရက်ွက်များရှိနေများတွင်၌ရေကြီးရေချမ်းမှုများဖြစ်ပေါ်နေကြောင်းသိရပါသည်မိုးကတော့တော်လေးကိုတဲထန်နေပါသည်တာချီလက်မြို့ကမိုးတဲတဲထန်ထန်ရွာနေချိန်တိုင်းဆိုရင်မဲဆိုင်ချောင်းကတော့ရေတက်လာပြီးအနိုင်ပိုင်ရက်ွက်တွေဆိုရင်ရေဝင်ပြီးဘိုးကျုပ်လန်ကတော့အစင်လာရမိုးတဲထန်တိုင်းအမြဲတမ်း